င်းနိုင်ငံစမုတ်စခုံ KI မဟာချိုင်မှာတရားမဝင်နေထိုင်ကထိုင်းဆိုရကတရားဝင် ထုတ်ပေးမဲ့အလုံးလုံးခွင့်ပန်းရောင်ကတ်ကိုရရှိဖို့ဆောင်ဆိုင်နေတဲ့မြန်မာလူသမား132ဦးဟာအော်တိုဘားလ16ရက်နေ့ညပိုင်းကဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့မြန်မာလူသားတွေဟာမြန်မာနိုင်ငံကနေထိုင်းနိုင်ငံထိလာတဲ့စေရိတ်အပြင် တရားဝင်လှုပ်လှုပ်ကင်ဝင်ပန်းရောင်ဘက်လုံသမားကက်အပောင်းဝင်တဝူးကို380ဝန်းကျင်ပေးဆောင်ခဲ့ရပြီးဂျားခန်ပွဲသားချင်းချင်းပြဿနာဖြစ်ပွားမှုကြောင့်ထိုင်းလူဝင်မှုကြီးကြပ်ရေးစီတိုင်ကြမ်းခံခဲ့ရတာအခုလိုဖမ်းဆီးခံခဲ့ရတာပါဒီလုံသမား132ဦးကပန်းရောင်ဘက်လှုပ်ဖို့အတွက်စောင့်နေတာပွဲစားတယောက်ကတန်းရားတစ်ခုမှခိုးပြီးတော့ထားထားတာသူတို့ချင်းချင်းခွတ်ဆောင်ခုရန်ဖြစ်ပြီးတိုင်လို့နေရာတိကျနယ်လာဖမ်းတာလို့ MHAC မဟာမိတ်အဖွဲ့က AAC ကိုရဲမင်းက ARD Times ကိုပြောပါရယ်။ထိုင်းလူ့သမားဝင်ကြီးဌာနဟာတရားမဝင်ရွှေ့ပြောင်းလူ့သမားတွေကိုအောက်တိုဘာ15ရက်နေ့မှာတရားဝင်ပန်းရောင်ကပ်ပြုလုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့16ရက်နေ့မှာတော့ရက်ရွှေဆိုင်ချောင်းကြေညာခဲ့ပြီးညနေပိုင်းမှာမြန်မာချင်းချင်းတိုင်ကြားခံရမှုကြောင့်အလို့သမားတွေဖမ်းဆီးခံခဲ့ရတာဖြစ်ပါရယ်။ ဖန်စီခံရတဲ့မြန်မာလူသား130ဦးဟာဗန်းရောင်ကပ်ပြုလုပ်ဖို့ပွဲစားကတဆင့်ချိတ်ဆက်ထားပေမဲ့ခိုင်းလို့သမဝန်ကြီးဌာနမှတ်စိတ်ပါတဲ့ဆောင်းဆန်းရန်တွေရရှိထားတာမရှိတဲ့အတွက်သက်ဆိုင်ရာလူထုလူကြီးတွေတိုင်းချုပ်ချခံရပြီးပါကမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခံရမှာဖြစ်တယ်လို့လည်းသိရပါဗျ။ထိုင်းဆိုရလူသမဝန်ကြီးဌာနရဲ့အမှတ်တရစိတ်မပါတဲ့ဆောင်းဆန်းရန်မှန်သမျှတရားမဝင်ဘူးလို့ AAC ကိုရဲမင်းကဆက်လက်ပြောပါရယ်။ထိုင်းဆိုရဟာနေဆက်ချင်းတွေကြောင်းလို့ဆိုပြီး ၎င်းတို့တရားဝင်ထုတ်ပြန်ခဲ့တဲ့ရွှေပြောင်းလူသမားတွေအတွက်တရားဝင်လူသမားကပ်ပြုလုပ်ခွင့်ကိုအောက်တိုဘာ16ရက်နေ့ကရဲအသံနဲ့မရှိရွှေဆိုင်ကြောင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်